ားလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေစစ်ပွဲကရုရှားရဲ့ကြောရိုးကိုကြိုးအောင်လောက်လိုက်ပါပြီခုဆိုရင်ပူတင်ဟာမော်စကိုမြို့ပေါ်ကလေကြောင်းထင်းချုံမှုကိုလုံးဝထင်းချုံလို့မရနိုင်တော့ပါဘူးဒီရှုပ်ထွေးမှုကပြုတ်လိုက်တဲ့ဒုံးကျည်တွေကြောင့်စားခဲ့တာမဟုတ်ပဲရုရှားရဲ့လိန်လည်မှုတစ်ခုကြောင့်စားခဲ့တာပဲဖြစ်ပါတယ်တနေ့တုန်းကပူတင်ထောက်ပြခဲ့တဲ့ Cruise ဒုံးကျည်အသစ်ဟာဘယ်သူမှတားဆီးလို့မရဘူးလို့ကြွကြော်ပြီးအမေရိကန်ကို၆လန့်ဖို့နဲ့ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့မျှော်လင့်ခဲ့ပုံရပါတယ်ဒါပေမဲ့ယူကရိန်းကချက်ချင်းပဲတုံ့ပြန်ခဲ့တာပါ နိုင်ရနေငယ်ကြမှာပဲယူကရိန်းကအရန်ကိုရဲရင်တဲ့တိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့လို့ပူတင်ဟာမော်စကိုစီကိုလက်ကြောက်ရန်ကာကွယ်အားလုံးကိုယူဆောင်လာခဲ့ပြီးရုရှားရဲ့ကျန်တဲ့နေရာတွေကိုတော့လေဟာနေလိုဖြစ်အောင်ပစ်ထားခဲ့ပါတယ်။ခရမလင်ရဲ့အသေးအတန်လှုပ်ရှားမှုကချက်ချင်းပဲအရှက်ရစရာအဖြစ်ပေါ်ပေါက်ခဲ့ရပါတယ်။ရုရှားလေတဲ့ဟာပင့်ခုမြင်စစ်စင်ရဲတုံးကလိုမျိုးဒေါ်လာ9ဘီလီယံလောက်အရှုံးမပေါ်အောင်လို့မျိုးတော်ကနေတကယ်တမ်းမှာထွက်ပြေးခဲ့ကြတာပါ။ဒါကရုရှားလေတဲ့ကိုတိုင်တော့ရုရှားရဲ့လေကြောင်းရဲ့ကာကွယ်ရေးကိုမယုံကြည်တော့ဘူးဆိုတာကိုတက်တယ်ပြလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲပူတင်ရဲ့အင်အားပြဖို့စ조사မုံကသူ့ရဲ့အားနည်းချက်ကိုပဲဖော်ထုတ်လိုက်တယ်လို့ရာဂျာဟာကြောက်စိတ်ကြောက်လှောက်ရှားများဖြစ်နေတဲ့စက်ကိုကြားတကောင်သာဖြစ်တယ်ဆိုတာကိုတတ်တယ်ပြလိုက်တာနဲ့တူနေပါတယ်ဒီအကြောင်းအရာအလုံးဟာဒီကြညာချက်နဲ့စတင်ခဲ့တာပါတစ်ချက်လောက်နားထောင်ကြည့်ပါ Now, uh, regarding the uh, exercise, I would like to ask the head of the general staff to report on one another event. You mentioned it briefly. I'm talking about the test of the Burevestnik missile with a nuclear propulsion engine that has an unlimited range. အခုပိုတင်ကဒီဒုံးကြီးဟာလက်ထဲမှာ15နာရီကြာအောင်ပြန်တန်းခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့တကယ်လို့အဲ့ဒီလိုသားမန်ခဲမယ်ဆိုရင်အမေရိကန်ကတေချာဘော့တခုခုကိုထောက်လဲမိမှာအမှန်ပါ။ဘာလို့လဲဆိုတော့ဒီဒုံးကြီးက nuclear engine ကိုအသုံးပြုထားတာမဟုတ်လို့ပါ။ nuclear engine ကိုလဲပက်လိုက်တဲ့အခါတိုင်းလက်ထုထဲမှာအလွယ်တကူထောက်လဲနိုင်တဲ့ nuclear debris တွေကြံခဲ့ရမှာပါ။ ူတင်ဒီနီယာမှာမပြောခဲ့တဲ့ဒုတိယအချက်ကတော့ရုရှားကဒီဒုံးကြီးကိုအရင်ကနှချင်းတတိုင်စမ်းသမ်းခဲ့ပြီဖြစ်ပြီးစမ်းသမ်းမှုတွေက9စက္ကန့်နဲ့15စက္ကန့်ပဲကြာခဲ့တယ်ဆိုတဲ့အကြောင်းပါအဲ့ဒါကလည်းအရင်နှချင်းလုံးအင်ဂျင်ကတကယ်တမ်းမှာလေပန်းနိုင်ခဲ့ခြင်းမရှိလို့ပါဒါကြောင့်အမေရိကန်ကကြောရိုးကြိုးမတက်ပိတ်ဆို့မှုတွေကြေညာပြီးတပည့်ကြာမှာပဲအခုမှအလုတ်ဖြစ်တော့တာတော့တန်တရားဖြစ်เสียတခုပါဒီကြညာချက်ရဲ့ရွေချက်ကရုရှားရဲ့နိပညာတိုးတက်မှုကိုပြချင်တာမဟုတ်ပဲအမေရိကန်ပြည်ထောင်စုမှာကြောက်ရွံ့မှုတွေပြန့်နှံ့စေချင်လို့ပါ ဒီချက်ကိုပူတင်ရဲ့လက်ထောက်တူဟာအခုလက်ရှိအမေရိကန်ပြည်ထောင်စုမှာအစိုးရအဖွဲ့ကိုရုရှားမှာဒီလိုဘယ်သူမှမတားနိုင်တဲ့ဒုံးကျည်ရှိတယ်လို့သွားပြောနေတာကိုကြီးချင်းအားဖြင့်သိနိုင်ပါတယ်။နားထောင်ကြည့်ကြပါမယ်။ဒါက Kirill Dmitry ပါ။သူဟာသမ္မတ Trump ကိုပိတ်ဆို့မှုတွေရုတ်သိမ်းစေဖို့စ조사နေတဲ့သူပါ။သူအခုအမေရိကန်ပြည်ထောင်စုမှာရှိနေပါတယ်။သူပြောတာက ဒီမနေ့မှာဖြစ်ပေါ်ခဲ့တဲ့ချင်းဦးစီးချုံနဲ့သမ္မတပူတင်ရဲ့အစည်းအဝေးကြောင့်တင်းချက်လက်ကိုကျွန်တော်တို့ရဲ့ American လုပ်ဖို့ကိုင်ဖက်တွေကိုပေးပို့နိုင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးမှာသမ္မတကို PPS ဒေတာမှာ Ukraine စစ်သား9000နဲ့ Cransonia Miss ဒေတာမှာ9500တို့ဟာဝန်ရံခံထားရကြောင်းပြီးတော့လုံးဝအသစ်ဖြစ်တဲ့ Nuclear စွန့်ရင်သုံး Buran Basni ဒုံးကျည်အမျိုးအစားကိုအောင်မြင်စွာဆက်သတ်နိုင်ခဲ့ကြောင်းအသိပေးခဲ့ပါတယ်။ဒီအချက်လက်ကို American သမ္မတရဲ့အစိုးရအဖွဲ့ခေါင်းဆောင်မှုနဲ့အဓိကပုံပေါ်တွေကိုဓာတ်ရိုက်တင်ပြနိုင်ဖို့အရေးကြီးပါတယ်လို့ပြောခဲ့ပါတယ်။ administration president of sasha ဒါကမဟာအင်အားကြီးနိုင်ငံတခုရဲ့လှုပ်ဆောင်ပုံပါတခုခုအသေးအဆန်းကိုစမ်းသပ်လိုက်တာနဲ့ချက်ချင်းပဲသူတို့ရဲ့ရန်သူနိုင်ငံကိုကိုယ်စလေတဦးစေလွတ်ပြီးအခြေအနေကိုပြောပြကပိတ်ဆို့မှုဖြေလျှော့ပေးဖို့တောက်ဆိုတတ်တာပါဒီအရာအလုံးကရာရှားတွေဟာပိတ်ဆို့မှုတွေကိုဘယ်လောက်ထိဂရုစိုက်သလဲရာရှားဟာအင်အားကြီးတယ်လို့အမေရိကန်ကယုံကြည်စေဖို့အတွက်ဘယ်လောက်ထိလုံရဲလဲဆိုတာကိုကဘာကြီးကိုတကယ်တမ်းပြောပြနေတာပါလူတိုင်းကအပြောထက်အလောက်ကပိုအရေးကြီးတယ်လို့ပြောလို့ရှိပါတယ် အဲ့သဘောတရားအရဆိုရင်သူကသူတို့နိုင်ငံဘလောက်အင်အားကြီးကြောင်းနောက်ဖြင့်သာအော်ဟစ်နေလဲဘာမှအရာရောက်မှာမဟုတ်ပါဘူးရုရှားရဲ့လုံဆောင်မှုတွေကသူတို့ပြောနေတဲ့အတိုင်းတကယ်တမ်းဖြစ်မနေပါဘူးဒီမီပုံကိုကြည့်ကြည့်ပါဒါဟာပူတင်ကသူ့ရဲ့မြေအောက်ခတုံးချင်းတွေနဲ့သူ့ကိုယ်သူကာကွယ်နေတာပါမြေပုံကလေကြောက်ကာကွယ်ရေး air defense တွေအားလုံးကိုမော်စကိုကိုဘယ်လိုဝိုင်းရံထားလဲဆိုတာကိုပြသနေတာပါပူတင်ကတခြားမျိုးတွေနဲ့တခြားရုရှားလူမျိုးတွေကိုလုံးဝဂယုမစိုက်ဘူးဆိုတာပေါ်လွင်ထင်ရှားနေပါတယ် တချို့ကမော်စကိုဟာရုရှားမှာအကြီးဆုံးမြို့ဖြစ်ပြီးလူရေ73သန်းရှိတယ်လို့ပြောကောင်းပြောနိုင်ပါတယ်။ဒါပေမဲ့မော်စကိုအပြင်ဘက်မှာလည်းရုရှားလူမျိုး132တန်းလောက်နေထိုင်ကြတာပါ။ဒါပေမဲ့ပူတင်ကသူတို့ကိုဂယုမဆိုင်ဘူးထင်ရပါတယ်။ပူတင်ကသူနေတဲ့နေရာအတွက်လက်ကြောက်ရဲကာကွယ်ရေးတွေကိုအကုန်ယူထားမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ဒီလိုပုံတွေကဘာကြောင့်ရုရှားရင်နဲ့ချက်ဆက်ယုံတွေဟာတရက်ချားလောက်ကိုစက်တိုင်းတိုက်ခိုက်ခံရတယ်လဲဆိုတဲ့အဖြစ်ကိုပြောပြနေပါတယ်။ပူတင်ကတနိုင်ငံလုံးရဲ့လက်ကြောက်ရဲကာကွယ်ရေးကိုဆွဲထုတ်ပြီးမော်စကိုကိုပဲကာကွယ်နေတာပါ။ ဒါပေမဲ့ဗလာဒီမာပူတင်အတွက်ကတော့သူမျော်လင့်ထားသလိုတကယ်တမ်းအလုံးမဖြစ်ပါဘူး။ပြီးခဲ့တဲ့ညကယူကရိန်းကဒရုန်းတချို့ကိုပူတင်ဘလောက်လုံခြုံတယ်ဆိုတာစမ်းသပ်ဖို့မော်စကိုထဲကိုလွတ်လိုက်ပါတယ်။အဖြေကတော့သူမလုံခြုံဘူးဆိုတာကိုတွေ့ရပါတယ်။ဘာလဲဆိုတော့ဒီပုံကိုကြည့်ကြည့်ပါ။ဒါတွေကရုရှားစစ်မှုထမ်းဟောက်တွေလားရဲတွေလားဆိုတာတော့မသိပါဘူး။ဒါပေမဲ့သူတို့ဟာခရမလန်နန်တော်ရဲ့အပြင်ဖက်မှာရဲနေကြတာပါ။မိတ်ဆွေတို့မြင်နေရတဲ့နောက်ကနယံကခရမလန်နန်တော်ရဲ့နယံပဲဖြစ်ပါတယ်။ သူတို့ကပူတီစီလာတဲ့ဒရုန်းတွေကိုစောင်းဖို့အတွက် track ကားပေါ်မှာစက်တနက်ကြီးတင်ပြီးအသင်းစောင်းနေကြတာပါအခုပူတင်ဒါတွေကိုဘာကြောင့်လုံနေရသလဲဆိုတော့မသိပါဘူးရုရှားလက်ကြောက်ရန်ကာကွယ်ရေးကိုသူမယုံလို့လားဒါမှမဟုတ်သူကအရင်ကိုစိတ်ပူပန်နေပြီးအကာအကွယ်အလွာပေါင်းများစွာလိုချင်လို့လားဘယ်လိုပဲဖြစ်ဖြစ်သူမှန်ပါတယ်ဘာလဲဆိုတော့လက်ကြောက်ရန်ကာကွယ်ရေးကိုဂျုံလို့မရနိုင်တော့တဲ့အတွက်ပါထင်ရှားတာကတော့ရုရှားလက်ကြောက်ရန်ကာကွယ်ရေးထဲကဒုံးကြီးတစင်းဟာဒရုန်းကိုမထိပဲအထက်မြင့်အဆောက်အုံကိုသွားထိခဲ့တာပါဒီမက်တက်ဗီဒီယိုကိုကြည့်လိုက်ပါ အရန်ကြီးတော့မထင်ရှားပေမဲ့တခခုတော့မြင်နိုင်ပါတယ်ရုရှားလေကြောင်းရဲ့ကာကွယ်ရေးကပြစ်မှတ်တွေကိုလွှဲချော်နေချိန်မှာယူကရိန်းဒရုန်းတွေကတော့သူတို့လိုချင်တဲ့နေရာကိုအတိအကျထိမှန်ခဲ့ပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးမှာရုရှားရဲ့ဆာဖူခော့စီတိုလော်ယုံဟာမိလောင်နေပါပြီ။ ဒီစီတိုလောင်ယုံဟာမော်စကိုမြို့ရဲ့အပြင်ဖက် နားလဲမှာပါဒီတိုက်ခိုက်မှုမတိုင်ခင်ကလည်းဒီ area ထဲမှာ drone တွေရှိတယ်ဆိုပြီးရုရှားလူမျိုးအလုံးကိုတတိပေးချက်ပို့ထားခဲ့ပါတယ်အခုတော့ဒေသတွေမြို့တော်ဝင်ပြောတာကတော့ရုရှားက drone တွေအားလုံးကိုပစ်ချလိုက်ပြီးမြင်ရတဲ့အပြည့်စည်တွေက drone အကျိုးပေးတွေကြောင့်ပဲလို့ဆိုပါတယ်။လူအများကမက်ချက်ပေးသလိုမျိုးအကျိုးပေးတွေချိနေပေရုရှားရဲ့ချက်ဆက်ရုံ40ရာခိုင်နှုန်းလောက်ကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်ဆိုရင်ယူကရိန်းရဲ့ drone တစ်စင်းကတကယ်တမ်းဆိုရင်ဘယ်လောက်များပျက်စီးအောင်လုပ်လိုက်မလဲဆိုတာစဉ်းစားကြည့်လို့တော့ရနိုင်ပါတယ်။ အဲ့ဒီလိုတွေ့ကြည့်ရင်ပူတင်ဘာလို့ဒီလောက်တော့ကြောက်နေရလဲဆိုတာအတိအပယ်ရှိသလိုဖြစ်လာပါတယ်။ထင်ရှားတာကတော့ကြောက်နေတာကပူတင်တယောက်တည်းတော့မဟုတ်ပါဘူး။ရုရှားလေတဲ့ဟာဒီတိုက်ခိုက်မှုအတွင်းမော်စကိုကနေအရန်ကိုအလင်းအမြန်ထွက်ပြစ်ခဲ့ပါတယ်။ယူကရိန်းဒရုန်းတွေမော်စကိုကိုလာနေတယ်ဆိုတဲ့သတင်းရတာနဲ့လေဆိပ်တွေအားလုံးကိုယာယီပိတ်ပစ်လိုက်ပါတယ်။ဒါ့အပြင်ရုရှားလေတဲ့ဟာသူတို့ရဲ့ SU-34, SU-35, MRG-29, TU-160 နဲ့ TU-95MS လေယာဉ်တွေကိုပါရွှေ့ပြောင်းခဲ့ပါတယ်။ အခြေခံအပြင်တော့ drone တချို့လာနေတာကြောင့်လက်ထက်စကန်တစ်ခုလုံးလုံးဝလေးဟာတော့ခဲ့တာပါလက်ထက်ကတော့တမနဲ့တင်းနဲ့ဒေါ်လာ9ဘီလီယံဖိုးလိင်တွေဆုံးရှုံးခဲ့တဲ့ပင့်ခုမြင်စစ်စင်ရေးလိုအဖြစ်မျိုးထပ်ဖြစ်မှာကိုတေအောင်ကြောက်နေလို့ပဲဖြစ်ပါတယ်ဒါကြောင့်မြို့တော်ကကာကွယ်မဲ့အစားသူတို့ထွက်တော်လိုက်ကြတာဖြစ်မှာပါခုတော့ရုရှားဟာဒီ drone တွေကိုပစ်ချဖို့အတွက်လေရင်ပေါ်ကနေဝေဟင်မဝေဟင်ပစ်ဒုံးကြီး air to air missile တွေကိုတုံးမှာမဟုတ်ဘူးဆိုတာ နားလည်ရပါတယ်။ဒုံးကြီးတွေကတန်းတန်းချီပြီးတန်ကြီးရှိသလောက် drone တစ်စင်းကထောက်ကနေတောက်ကနေလောက်ပဲတန်တာပါ။ ဒါကစီးပွားရေးရညံမရှိရရောက်သွားပါလိမ့်မယ်ဒါမဲ့ရောရောသားသားပြောရရင်ရုရှားကအခုဆိုရင်သူတို့တက်နိုင်သမျှဒေါ်လာတိုက်ကိုခြွေတာဖို့စ조사နေကြတာပါအဲ့ဒါကြောင့်ပဲအန်ဒီရဲ့ကြားရောက်နေတဲ့မျိုးတော်ကိုသူတို့စွတ်ခေါ်တောခဲကြတာဖြစ်ပါတယ်ဒီကြောက်ရွာကပူတီကိုမနစ်ကဒီဇင်ဘာ2024ခုနှစ်ကမိတ်ခဲ့တဲ့မိခွန်တစ်ခုကိုတကယ်တမ်းတတိယစေပါတယ်အခြေခံအဖြစ်မိခွန်ကပူတင်ဟာရုရှားလူမျိုးတွေကိုကာကွယ်ဖို့ကျူးကျော်မှုကိုစတင်ခဲ့တာကိုမိတ်ခဲ့တာပါ ဒါမှမဟုတ်ခုတော့သူစားခဲ့တဲ့ကျူးကျော်မှုကြောင့်ရုရှားလူမျိုးတွေဟာမော်စကိုမှာတော့မလုံခြုံတော့ဘူးလို့ထင်နေရပါတယ်။သတင်းထောက်မဲ့တဲ့မေခွန်ကကျွန်တော် BRICS ထိပ်သီးအစည်းအဝေးရဲ့အပိဓာတ်ကြေညာချက်ကိုဖျက်လိုက်ရပါတယ်။အဲ့ဒီမှာကဘာလုံးဆိုင်ရာနဲ့ဒေသဆိုင်ရာတည်ညီမှုနဲ့လုံခြုံရေးပြီးတော့တရားမျှတတဲ့ကဘာကြီးလိုအပ်ကြောင်းပြောထားပါတယ်။ ပြီးတော့ရာချရဲ့ BRIC ရဲ့အောက်ထတာဝန်ယူမှုဖော်ပြမှာလဲဒီလိုတရားမျှတမှုနဲ့လွန်ခြုံရေးစစ်ကူတွေပေါင်းဝင်ပါတယ်။ဒါမဲ့ဒါတွေကလွန်ခဲ့တဲ့နှစ်နှစ်ခွဲကျော်အတွင်းရာချကယူကရိန်းကိုကျူးကျော်ခဲ့တဲ့ခမရရဲ့လုပ်ရက်တွေနဲ့ဘာများတူညီမှုရှိလဲဒီနေရာမှာဗမာများတရားမျှတမှုတည်ညီမှုနဲ့လွန်ခြုံရေးရှိနေလို့လဲရာချရဲ့လွန်ခြုံရေးအပါအဝင်ပေါ့ဘာလို့လဲဆိုတော့အထူးစစ်စင်ရဲ့စာခင်တုန်းကရာချပိုင်တဲ့အထက်မှာဒုံးတိုက်ခိုက်မှုတွေမရှိခဲ့ဘူးရာချမျိုးတွေကိုလက်နက်ချင်းနဲ့ပစ်ခတ်တာမရှိခဲ့ဘူးရာချပိုင်တဲ့ကိုနိုင်ငံခြားတပ်တွေဝင်ရောက်သိမ်းပိုက်တာမရှိခဲ့ဘူး ဒီလိုအရာတွေဘာမှမရှိခဲ့ပါဘူးပူတင်ရဲ့အဖြေကတော့ဒီလိုပါကျွန်တော်တို့ရုရှားရဲ့လုံခြုံရေးဟာဦးစားပေးဖြစ်လို့ဒီအချက်နဲ့စာပြီးပြောပြစေခင်ဗျားကဒုံတိုက်ခိုက်မှုတွေစတာတွေကိုပြောတယ်ဟုတ်ပါတယ်အရင်ကဒါမျိုးမဖြစ်ခဲ့ဘူးဒါပေမဲ့အချိန်တွေကအဲ့ဒီတုန်းကပိုပြီးဆိုးရွားခဲ့တယ် အခြေအနေကဒီလိုပါနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးနဲ့အဆက်အသွယ်တွေတိုးတက်အောင်လုပ်ဖို့ကျွန်တော်တို့ရဲ့မစုံမနစ်စ조사တဲ့အဆိုပြုချက်တွေကိုတုံ့ပြန်တဲ့အနေနဲ့သူတို့ကကျွန်တော်တို့ကိုနေရာချဖို့အမြဲတမ်း조사ခဲ့ကြတယ်ဒါကိုကျွန်တော်တင်ချဖို့ပြောနိုင်တယ်အပေါ်ရန်မှာတော့အကုန်လုံးကရင်းနှီးနေပုံရပါမယ်တကယ်တမ်းမှာတော့သူတို့ကကျွန်တော်တို့ကိုသူတို့သတ်မှတ်ထားတဲ့နေရာမှာပဲထားဖို့အမြဲတမ်း조사ခဲ့ကြတယ်အဲ့ဒီနေရာကနေဆိုရင်ရုရှားဒုတိယတန်းစားနိုင်ငံအဆင့်ကိုရောက်သွားပြီးကုန်ကျန်းတွေတင်ပို့ရမယ်တခုလေးတော့တာဝန်ရှိတဲ့နိုင်ငံအဖြစ်အဆုံးသတ်သွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာ ာကိုအကြီးကြီးဆုံးချုံးစေတဲ့ရလဲပါပဲအဲ့ဒီလိုအချိန်ထဲမှာရာဂျာတိုးတက်ဖို့ဆိုတာမဖြစ်နိုင်ရုံသာမကပဲရက်တည်နိုင်မှာတော့မဟုတ်ပါဘူးအချို့ကြအနာဆုံးချုံးရင်ရာဂျာရက်တည်လို့မရဘူးဒါကအဓိကချက်ပဲဒီလိုအချိန်ထဲကနေရာဂျာကိုဆွဲထုတ်ပြီးစီးပွားရေးငွေကြေးစည်ရေးကိစ္စတွေမှာကျွန်တော်တို့ရဲ့အချို့ကြအနာနဲ့လွတ်လပ်ရေးကိုခိုင်မာအားကောက်စေတာဟာကျွန်တော်တို့ရဲ့လုံခြုံရေးကိုတုံးမြင်ပေးပြီးအနာဂတ်မှာလွတ်လပ်တဲ့နိုင်ငံတစ်ခုအပြည့်အဝအခွင့်အရေးရှိပြီးကိုယ့်ခြေထောက်ပေါ်ရက်တည်နိုင်တဲ့နိုင်ငံအဖြစ်ယုံကြည်မှုရှိရှိဖွံ့ဖြိုးတိုးတက်ဖို့အချိန်တွေကိုဖန်တီးပေးတာပဲကျွန်တော်တို့ ို့မှာ BRICS လိုမျိုးရုရှားရဲ့လွတ်လပ်ရေးကိုလဲစားတဲ့ကျွန်တော်တို့ရဲ့ရိုးရာဒလေးတွေကိုလဲစားတဲ့မိဖက်တွေရှိပြီးကျွန်တော်တို့ကလည်းပဲအဲ့ဒီလိုပဲဆက်ဆံပါတယ်အခုရေဘူးရလွန်ချွေးကိစ္စကိုပြောပါမယ်ရုရှားရဲ့လွန်ချွေးရဲ့အကြောင်းတော့ကျွန်တော်ပြောပြီးတော့ပြီခင်ဗျားပြောချင်တာကိုကျွန်တော်နားလည်ပါတယ်ဒါမဲ့လွန်ချုံရေးရှူတောက်ကကြည့်ကျွန်တော်တို့မိဖက်တွေကနေတိုးကိုအရှိတ်ဖက်ကိုမချစ်ထွင်ဖို့ကျွန်တော်တို့ရဲ့တောက်ဆူချက်တွေကိုနေပေါက်များစွာလစ်လျူရှူထတာကတရားမျှတမှုရှိရလား ချစ်ထွင်မှုလုံးဝလုံးမမဟုတ်ဘူးလို့ဂတိပေးပြီးကျွန်တော်တို့မျက်နှာကိုတစ်တစ်ကြည့်ပြီးလိညာခဲ့တာကရောတရားမျှတမှုရှိရဲ့လားပြီးတော့သူတို့ရဲ့ဂတိကဝတ်တော်ကိုချိုးဖောက်ပြီးဒီလိုလုပ်ခဲ့တာကရောတရားမျှတမှုရှိရဲ့လားဥပမာအဖျင်ယူကရိန်းမှာဆိုရင်ကျွန်တော်တို့ရဲ့ဘိုက်အောက်နာထိကပ်ပြီးစစ်အခြေစိုက်စခန်းတွေစတင်တိဆောက်တာကရောတရားမျှတမှုရှိရဲ့လားခင်ဗျားရဲ့လောက်ဖွာကြိုက်ဖက်ရဲ့မဲခွန်းကိုဖြေတော့ကကျွန်တော်ပြောခဲ့တဲ့နိုင်ငံတကာဥပဒေနဲ့ကုလသမဂ္ဂပဋိညာစာချုပ်ရဲ့မူအားလုံးကိုလုံးဝဂရုမစိုက်ပဲအစိုးရအာဏာသိမ်းမှုတွေလုပ်ခဲ့တာကရောတရားမျှတမှုရှိရလား တခြားနိုင်ငံတွေကဒီအခြေအနေမှာယူကရိန်းမှာအာဏာသိမ်းဖို့ငွေကြေးထောက်ပံ့ပြီးအခြေအနေကိုပူနွေးတဲ့အဆင့်စီတွန်းပို့ခဲ့တာကရောကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအရတရားမျှတမှုရှိရလားနောက်နိုင်ငံတွေအားလုံးကနိုင်ငံတကာနိုင်ငံရဲ့လုံခြုံရေးကိုချိုးဖောက်နေရင်အဲ့နိုင်ငံအတွက်လုံခြုံရေးရနိုင်မှာမဟုတ်ဘူးလို့ကြေညာတဲ့စာချုပ်ကိုလက်မှတ်ထိုးထားရတဲ့အ OSCE ဂတိကဝတ်တွေကိုချိုးဖောက်ခဲ့တာကရောတရားမျှတမှုရှိရလားဒီလိုမဟုတ်ပါနဲ့ဒါကကျွန်တော်တို့ရဲ့လုံခြုံရေးကိုထိခိုက်စေပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်နေတိုးချစ်ထွင်တာကိုပြောတာပါသူတို့ကတော့ဘာပဲဖြစ်ဖြစ်လောက်ခဲ့ကြတာပဲ ါကတရားမျှတမှုရှိရလားဒီနေရာမှာတရားမျှတမှုဆိုတာဘာမှမရှိဘူးကျွန်တော်တို့ကဒီအခြေအနေကိုပြောင်းလဲခြင်းတယ်ပြောင်းလဲမှလည်းဖြစ်ပါတယ်ဆိုပြီးပြောခဲ့ပါတယ်ပူတင်ပြောတာကိုနားထောင်ခဲ့ရတဲ့အတိုက်ဆိုရင်သူကအမြဲတမ်းနေတိုးချစ်ထွေမှုအကြောင်းပဲပြောနေခဲ့တာပါသူကဘာလို့ရုရှားရဲ့အင်းနင်းချင်းနိုင်ငံတွေအားလုံးရုရှားစီကနေရောက်ခွာပြီးနေတိုးထဲကိုဝင်ချင်နေကြသလဲဆိုတဲ့အချက်ကိုတော့ဘယ်တော့မှမေခွန်းမထုတ်ခဲ့ပါဘူးတခါတလေကြာရင်ပြဿနာကရုရှားကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာသူသိသိကြီးနဲ့မိုက်တွင်းနဲ့နေတာပါ ဒါအပြင်နေတော့ကအရှေ့ဥရောပနိုင်ငံတွေကိုလက်ခံမှာမဟုတ်ဘူးဆိုပြီးဆိုဗီယက်ယူနီယံကိုတကယ်တမ်းဂတိမပေးခဲ့ပါဘူး။ဒီချက်ကိုဆိုဗီယက်သမ္မတဂေါ်ဘာချော့ကိုတိုင်ကအတီးပြုတ်ခဲ့ပြီးသားပါ။ဒီမှာဂေါ်ဘာချော့ကဒီလိုသဘောတူညီချက်မျိုးမရှိခဲ့ဘူးလို့ပြောခဲ့တဲ့ဗီဒီယိုဖိုင်အပိုင်းလေးပါ။နားထောင်ကြည့်ကြည့်ပါ။ NATO East expansion? Today, one asks me why it was not fixed that the NATO must not expand in the East. At that time, there was the North Atlantic Treaty Organization and the Warsaw Pact. But how should we fix it? The question didn't get raised at that time. Is it a myth that the West deceived you with respect to the NATO East expansion? Yeah, that's actually a myth. There the press, the dear press, has her hand in the game. အားလုံးတွေ့ကြတဲ့အတိုက်ပါပဲအဲ့ဒါကရာရှားရဲ့လက်ကွယ်ပဲဖြစ်ပါတယ်သူတို့ကလင်ညာမွန်းကိုအချင်းကြကြအသင်ကြင်ကြင်နဲ့ပြောနေရင်လူတိုင်းစတင်ယုံကြည်လာလိမ့်မယ်လို့ယုံကြည်နေကြတာပါအဲ့ဒါကြောင့်ပဲဆိုရှယ်မီဒီယာတခွင်လင်ညာမွန်းတွေပြန့်နှံ့ဖို့အရန်လွယ်ကူနေတဲ့ကဘာကြီးထဲကိုအသီးတရားတချို့ယူဆောင်လာဖို့ကျွန်တော်တို့ The Upgrader Channel ကစူးစမ်းတင်ဆက်လျက်ရှိနေပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်